တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ10ရက်နေ့နေ့ခொနည်းနေ့တွေမှာစီးပွားကံကောင်းမယ်ငွေဝယ်မယ်ရသည်ရတတ်စီများလက်ဝယ်ပြန်ရမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ် လက်လွန်သောငွေကြေးပစ္စည်းပြန်လည်ရရှိခြင်းနဲ့အကျိုးပေးခြင်းကြောင့်ပဲဘဝဆင့်တိုးတက်မယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်လိမ့်မယ်တရက်နေ့မှာအရာရာဆင်ပြေမယ်သို့သောအမြောက်ရက်ကိုတည်သွားစေအနေရှိတတ်တဲ့မနေ့ဆယ်နိုင်ခွဲနဲ့ဆက်နိုင်ကြသတိထားမယ်နေ့ရက်နေ့ရရန်တိုက်ခဏနေနဲ့ရှင်ပြီးလောက်ရမယ်မူလစီစဉ်တာနဲ့လက်တွေ့ကြွားမယ် ၃ရက်နေ့မှာငွေကြေးခံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းတွေဘဝတိုးတက်ခြင်းရှိ၄ရက်နေ့မှာအပြိုင်ဆိုင်ချာမှာတိုးတက်မှုကိုရမယ်အခက်အခဲအလုံးကိုကျော်လွှားပြီးဘဝအောင်မြင်မှုကိုရမယ်အရှိရကိုတည်သွားစေရနေ့ရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာနေထိုင်ကြည့်ဆက်အမယ် 9ရက်နေ့ကငွေကြေးကန်ကောင်းမယ်စူပေါင်းလုပ်ငန်းချိုးပေးမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်6ရက်နေ့ရှင်ပြေမှုမှန်မြောင်မြင်ခြင်းရှိမယ်ငွေတော့အကုန်ကြမြားမယ်9ရက်နေ့မှာရံပတိပက္ခတွေကြားရရဖြစ်သားမယ်ခရီးပြည့်သူတွေနဲ့တွေ့တဲ့တဲ့စိတ်နောက်ရှင်များတဲ့တဲ့တပတ်တကာလအတွင်းဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးပြီးတော့တနင်္ဂနွေတနင်္လာနေ့မွေးသူများကြောင့် စိတ်နောက်စိတ်သေးသေးရှိတတ်ပါတယ်။အနဲ့ရောင်ပြရင်ရောင်နှက်ပြရောင်တို့ကိုအချိုးပေးရောင်များဖြင့်သုံးဆွဲနိုင်ပါတယ်။နံပါတ်6ခုကိုကနေနေအချိုးပေးပါတယ်။အပြရင်ရောင်နှက်ပြရောင်ဒီရောင်နေနဲ့အနဲ့ရောင်တို့ကိုတနေ့တာတပတ်တာအချိုးပေးရောင်များဖြင့်သုံးဆွဲပြီးတော့ ရတိုင်းနေတိုင်းတပတ်တွင်သုံးဆောင်ဆောင်ရွက်ခြင်းဖြင့်ကောင်းခြင်းကံကြမ္မာတွေကို ရရှိကြိုးပေးသွားနိုင်ပါတယ်။ကောင်းခြင်းကံကြမ္မာများရစေရန်စပေပန်းဖရာလူရဲ့တို့ရာဆုတောင်းပါ။တင်းနလာနေမွေးသူအားလုံးမင်္ဂလာပါ။2025ဇွန်လ10ရက်နေ့ကနေ9ရက်နေ့တော်တွင်ရံများမယ် အပြိုင်ဆိုင်များမယ်အပျက်စီးပျောက်ရှာများမယ်ဥတီလိုက်တိုင်းနေရာတိုင်းတိုက်ခတ်ရှိမယ်မဖြစ်မနေလောကမှုကြောင့်အဆုံးပိုင်းမှာအောင်မြင်မယ်အလွယ်တကူရခြင်းမရှိဘူးဆက်ပစ္စည်းပြည့်စစ်ပစ္စည်းများဝယ်ယူမြှုပ်နှံခြင်းမပြုရဘူးပစ္စည်းလောင်ခြင်းဈေးကစားခြင်းမပြုရဘူးကျိုးတင်စီမံပြီးလုပ်ခြင်းနဲ့ပေါ်ပေါက်လာတဲ့ခွင့်ရေးတို့ကို30အသုံးချပြီးလုပ်တာအကျိုးပေးတယ် တပားသူပေါ်ယုံပြီးတွဲပြီးလုပ်တဲ့လို့မှန်သမျှစိတ်အောင်ရှိရှိမယ်တရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်မြောင်းရက်ကိုတည်သွားစေခြင်းရှိတတ်တယ်မင်းရဲ့စံတိုင်းခွဲနဲ့ဆက်နိုင်ကြသွားလာနေ thank you ဆက်ရမယ်နေ့ရက်နေ့ကအရာရာကောင်းသောကံကြမ္မာနဲ့ တိုးတက်သောကံဒီပေါ်ပေါက်လာမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးတော့ကံချင်းရဲ့အကျိုးဆက်ကိုရမယ်၃ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းအဆင်ပြေခြင်းရှိ၄ရက်နေ့ငွေချေးကံလုပ်ငန်းကံစီးပွားကံကောင်းမယ်အလုံးအကျံစီအောင်မြင်မယ်သို့သော အရှိရကုတ်ဒီစွာစီအနည်းရှိတတ်တဲ့မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်အတွင်းသတိထား ငါးရည်နေမှာရှင်ပြိုင်မှုမှန်မြောင်မြင်ခြင်းဘဝတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းနဲ့ရှိ6ရည်နေမှာ သူတစ်ပါးကြောင့်ကိုယ်ရည်ဝဲချက်နှောင့်နေခြင်းရံများခြင်းတိုက်ခတ်များခြင်းနဲ့ကြောင်းပဲ9ရည်နေကတော့မိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝရည်မှန်ချက်တိုးတက်ခြင်းအရာရာဆင်ပြေသောနေတာနဲ့တည်လန်းဖွဲ့ဖို့ကြိုးပမ်းခြင်းတို့ကိုချုပ်တွေ့နိုင်ပါတယ် ဒီတပတ်တော်ကာလအတွင်းမှာဇာသပတိနေ့စောင့်ကြနေအင်္ဂါနေ့ဝေးသူတွေကောင်းကျိုးပေးတယ်ဗုဒ္ဓနေ့ဝေးသူများစနေနေ့ဝေးသူများနဲ့ပတ်သက်ပြီး စိတ်နှောက်ရှင်းလေးတွေရှိတတ်တယ်နံပါတ်6ခေါ်ငါးကဏ္ဍနေ့ကျိုးပေးတဲ့အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးပြီးတော့ အလိုရှိရာကိစ္စတွေတွေဆောင်ရွက်ရင်အောင်မြင်စေပြခြင်းကိုရနိုင်ပါတယ်။အနီရောင်ပန်းမွေတွေတွေဖျားကတုပူဇော်ပြီးအလိုရှိရာကိစ္စများ ဆောင်ရွက်ရင်ရာရာစေပြသောကံတွေတိုးတက်တဲ့ကံတွေရရှိပါမယ်။ကျေးဇူးတင်ပါတယ်။ငါးနေ့မွေးသူအလုံးမင်္ဂလာပါ။2025ဇူလတရနေ့ရနေ့ခုနှစ်ရနေ့အတွင်း အပြောင်းလဲရှိမယ်အယဝေးမှကောင်းတဲ့င်းချုံမယ်လူမျိုးခွဲအကျိုးပေးမယ်ငွေချင်းရင်ဆုံးမယ်ချောင်းဝင်တောင်းဝင်ယူရမခံရင်သူများပြဒနာကိုပြဒနာဖြစ်မယ်နေရာပြောင်းလဲမှုနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေမယ်အယဝေးနဲ့ဆက်ဆက်မှုကြိုးပေးမယ်ကောင်းသောအရဝေမသတင်းစကားတွေကိုလက်ခံရရှိမယ်အမေဖွားတို့ ဈာမေချူချမေအသက်ညေမရှိဘူးဥဒိကျဲပြောင်းပြီးလောကီခြင်းရဲ့ကောင်းသောအကျိုးကျေးဇူးကိုရမယ်ကိုယ်ပိုင်ယက်တီကျဲနဲ့ရှေတုလောကီခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုရရှိမယ်တရနေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်ငွေကြေးကုန်ကြများမယ်ဉာဏ်နဲ့ရှင်ပြီးလောရမယ် မြောင်းရက်ကိုတည်သွားစရာနည်းဖြစ်တတ်တယ်။မနေ့စနေခွဲနဲ့ဆွတ်နိုင်ကြသတိရှိရမယ်။နေ့ရက်နေ့အရာရာဆင်ပြေသောနေထိုင်နဲ့တွတ်တက်တဲ့ခံပွင့်နဲ့ငွေချေးကလူကန်းကဘဝကကောင်းခြင်းအကျိုးပေးခြင်းတွေရှိမယ်။၃ရက်နေ့ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ငွေချေးကလူကန်းကဘဝကတွတ်တက်မယ်။ရှင်မကြောင်မြင်ခြင်းရှိမယ်။၄ရက်နေ့မှာ ရံများမယ်တိုက်ခတ်များမယ်ပြဿနာများမယ်လူယုံဒုက္ခပေမယ်ဝေချေပေးယူကိစ္စသတ္တိနဲ့ရှင်ပြီးတော့အမယ်အဲ့ဒီမှာအရှိယကုတီသွားเสียတဲ့ရှိတတ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာနေတဲ့ယူဆမ်းတယ် ၅ရက်နေမှာအလုံးစုံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ဘဝတိုးတက်မယ်၆ရက်နေအရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းကြောင့်မယ်၇ရက်နေမှာရှင်ပြန်မှုမမြအောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိမယ်ဝေကြီးကံကောင်းမယ်တပတ်တာအတွင်းဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့ဝိသုရိကောင်းချိုးပေးပြီးတော့တနင်္ဂနွေ တင်းလာဝိသုများကြောင့်စိတ်နှောင့်ဖြစ်တတ်ပါနှစ်ခုကိုကနန်းနေ့ချိုးပေးတယ် အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝစ်စင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်လို့ငါသွာလာစေလမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုအလှူဒါနပြုပေးပါကျေးဇူးတင်ပေါထုနေမွေသူအားလုံးမင်္ဂလာပါ2025ဇွန်တရနေ့ရက်နေ့9ရက်နေ့အတွင်းမှာ ရာရာဆင်ပြေမယ်လူရာပြည့်စုံမယ်ဘဝတိုးတက်မယ်လုပ်ငန်းကံကောင်းမယ်ငွေကြေးကံကောင်းမယ်မြတ်တရေးကံကောင်းမယ်လူမရေးကောင်းမယ်စီးပွားရေးမှာတိုက်ခတ်ကြတိုးတက်မယ်ဒီပါခီလန်ကြောင့်ကြိုးပြေမယ်မိသားစုရေးရာကိစ္စတွေမှာစောင့်သမျှပြောဆိုမြအောင်မြင်မယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တရားနေကောင်းသောကျိုးဆက်ကိုရမယ်ကျမ်းမာရေးမှာတော့ချူကြခြင်း ရှိမယ်အန္တရာယ်တော့မရှိဘူးထီကံသင့်သောကာလဖြစ်တဲ့စီးပွားကံလုံခြုံကံဘဝကံတွေမှာတော့မြန်မာတဲ့နေထားပဲကိုယ်ဦးတည်မယ်တရနေ့ကတော့ကောင်းသောနေ့အရာရာဆင်ပြေသောနေ့ဖြစ်တယ်အဲ့နေ့ကမတော်စတိကဲမှုကနေတော့ကြိုးစားရမယ်အနောက်တောင်ရကုန်တည်သွားစေရံများတတ်တဲ့မြောင်းရက်ကိုတည်သွားစေမတော်တဆထိခိုက်မှုအကြီးစားဖြစ်တတ်တယ် အသွမ်းလန်နေထိုင်ကိုယူဆဲမှာကမနေ့စနေခွဲနဲ့ဆက်နိုင်ကြဖြစ်ပါတယ်။နေ့ရက်နေ့မှာရှားပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်။ရှင်ပြိုင်မှုအောင်မြင်မယ်။နာမယောင်မြင်မှုနဲ့ဘဝတိုးတက်မှုကိုကြုံမယ်။သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။ဘဝတိုးတက်မယ်၊ရည်မှန်းချက်အောင်မြင်မယ်။လေးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးတော့ရမယ်။အရှိရကိုတည်သွားစံနေမတော်စဖြစ်တတ်တဲ့ မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်အတွင်သွားလာနေတဲ့ကျဆက်၅ရက်နေ့မှာငွေချေစုတိုင်းဝင်မယ်လက်ပွေမယ်လိုရာပြည့်စုံမယ်ရည်မှကြအောင်မြင်မယ်၆ရက်နေ့မှာရံပတိပက္ခိုင်နဲ့ထိတိုက်တွေ့မယ်သဘာသူကြောင့်ကိုရွယ်ကျဲနောက်နေချင်းကြကြချင်းနဲ့ရှိမယ်၇ရက်နေ့မှာဆုံးဖြတ်ပြီးလုပ်တဲ့ကိစ္စမသမျှထူးခြားတဲ့အကျိုးဆက်နဲ့တိုးတက်မှုတွေကိုဖြစ်ထွန်းကြိုးပမ်းခြင်းနဲ့ကံမြမ်းခြင်းကိုကြော်မယ် တပတ်တာအတွင်းဂျာသာပရိနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့စောက်ကြနေမွေးသူတွေအနှောက်ဆက်ပေးတတ်တယ်။369ခဏနေဂျိုးပေးပါလေ။အပြာရောင်ပန်းရောင်နိုးနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများ ရှေ့တိုးလောက်ကင်နေပါလေ။ကောင်းသောကံကြမ္မာနဲ့တိုးတက်မှုများရစေရန်အနိယာပန်းွယ်ဖျားသူပြီးလောရဆုတောင်းပါ။ ကျေးဇူးကြားသားပတိနေမွေသူအားလုံးမင်္ဂလာပါ2025ဂျွန်၁ရက်နေ့နဲ့ခုနှစ်ရက်နေ့အတွင်းရှင်မန်းချက်စစ်အောင်မြင်မယ်စေကူးစစ်တွေပေါ်ပေါက်နေတယ်တစုံတရာစစ်ကိုလှုပ်ဖို့စေကူးနေတာမတွတ်ဆုံနဲ့ရဲရဲတင်းတင်းရှေ့တော်တော့ပေါ်ပေါက်လာတဲ့စေကူးစစ်တွေကိုလည်းကိုကလက်တွေ့ကြကြလို့ရင်ချင်းရှားတဲ့အောင်မြင်မှုကိုရမယ် ဥတီကျဲပြောင်းပြီးလှုပ်တာအဆင်ပြေမယ်နေနေရပြင်ချင်းပြောင်းချင်းကိစ္စအဆင်ပြေမယ်ဒီကံလာအတွင်းမှာကိုယ့်ရဲ့လမ်းကြောင်းရွေးချယ်မှုဆောင်ရွက်မှုအားလုံးအဆင်ပြေမယ်လူမျိုးကွဲအကျိုးပေးမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကြုံမယ်တရက်နေ့အရာရာအဆင်ပြေခြင်းတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းကြုံမယ်နေ့ရက်နေ့ရပိုင်ခွင့်နဲ့လေဝဲပြန်ရသုံးရက်နေ့ငွေကြေးကလုပ်ငန်းကံကောင်းလေးရက်နေ့ရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတန်လန်းပွင့် 9ရက်နေ့မှာပြဿနာတွေအဟောင်းတွေပြန်ဖြေရှင်းရ6ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်9ရက်နေ့လူမျိုးခွဲအကျိုးပေးမယ်ရဲဝင်းနဲ့ဆက်ဆက်ပြီးလုံးအကျိုးပေးမယ်သတိပေးကျင်တာကတရက်နေ့မှာမြောက်ရက်ကုန်တီသွားစရာနေရှိတတ်တယ်မနေ့စနေခွဲနဲ့ဆက်နိုင်ကြသွားလာနေထိုင်ကူဆက်ရမယ်တကယ်6ရက်နေ့မှာအရှိရက်ကုန်တီသွားစရာနေရှိတတ်တယ်မနေ့9နိုင် ခွဲနဲ့ကိုးနိုင်တွင်သွာလာနေထိုင်ကျဆက်ရမည်ဒီကာလတလျှောက်လုံးမှာတနည်းလားအင်္ဂါဗုဒ္ဓမွေးသူတွေကောက်ကြိုးပေးတယ်တနည်းကတွေစနစ်ဒုက္ခပေးတတ်တယ်တစ်လေးကိုကနန်းနေကြိုးပေးတယ်အဝါရောက်နေမောရောက်နိုးနေရောက်တွေကိုသုံးပြီးလောရကိစ္စဆောင်ရွက်ရင်ထူးထူးခြားခြားကောင်းသောကံနဲ့ကြိုးပေးသောကိစ္စများပေါ်ထွန်းပြီးတော့အစဉ်ပြေသွားနိုင်တယ် အဝါရောင်ပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းပါကျေးဇူးတောက်ချန်နေမွေသူအလုံးမင်္ဂလာပါ2025ဇူလ10ရက်နေ့နေ့9ရက်နေ့တော်တွင်ကကိုယ်တွေ့ကောင်းတဲ့ကာလတစ်ခုဖြစ်တဲ့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဘဝတိုးတက်မယ်ရှင်မန်းချက်တွေကိုရှေ့တိုးလုပ်ခိုင်းလို့ ကောင်းသောကံဖွင့်တဲ့အရဝေးနဲ့ဆက်ဆက်တဲ့သတင်းတွေဂျုံတွေ့ရမယ်။အပြန်ဆိုင်အားလုံးကိုအောင်မြင်နိုင်တဲ့ပညာသင်တန်းနဲ့ပတ်သက်တဲ့ကံကောင်းတဲ့ကာလတခုလည်းဖြစ်တဲ့ငွေကြေးကုန်ကြများနေမယ်။တရက်နေ့ကရန်တိုက်ခံရလူနဲ့ဂျုံတွေ့ပြီးမှ အလိုရှိရာပြည့်စုံခြင်းကိုကြုံမယ်။နေ့ရက်နေ့မှာအနောက်ဆက်ကြမှာ တလန်းပေါ်မဲ့ထင်မှားမှုတွေကိုဖြေရှင်းရမယ်။သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။ဘဝတလန်းဖွဲ့မယ်။လေးရက်နေ့ကခရီးကိစ္စအဆင်ပြေမယ်။ဘဝတလန်းဖွဲ့မယ်။ငါးရက်နေ့မှာ ဝေကြီးကံကောင်းမယ်၊လက်ဖွဲ့မယ်၊လိုရာပြည့်စုံမယ်။၆ရက်နေ့ကရန်တိုက်ခံနဲ့ရှင်ပြီးတော့ရမယ်။မှန်းနာတဲ့လက်တွေနဲ့ကွာဟမယ်။ခုနှစ်ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်စစ်တွေကိုလက်တွေသုံးချပြီး အရာရာစင်ပြေမှုနဲ့တိုးတက်မှုရရှိမယ်။မတော်တဆထိခဲ့မှုအနည်းဖြစ်တတ်တဲ့ရည်နည်းရှိတယ်။ဂျူနာတရနေနဲ့ဂျူနာလေးရနေလို့ဖြစ်ပါလေ။ဂျူနာတရနေမှာမြောက်ရက်ကိုတည်သွားစေတဲ့ဖြစ်တတ်တဲ့မနေ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်တွင်ဖြစ်တတ်တဲ့ဂျူနာလေးရနေမှာအရှိရက်ကိုတည်သွားစေတဲ့ရှိတတ်တဲ့မနေ့ခုနှစ်နိုင်ခွဲနဲ့ ိုးနိုင်တွင်မှသွာလာနေထိုင်ခြင်းဆက်အမည်ဒီကာလတော်တွင်မှဇာသာပတိနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းချိုးပေးတယ်တနင်္လာနေ့တောက်ကြနေမွေးသူတွေဒုက္ခပေးတတ်ပါလေ369ခုကဏ္ဍနေချိုးပေးတယ်အပြာရောင်ညောင်ချက်သွေးရောင်တို့ဝှစ်စစ်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ စပယ်ပန်းပွင့်ဖျားခတ်သူပူဇော်ပြီးလူရဆူတောင်းရင်ဆူတောင်းပြပါမယ်ယေရှုတင်မှာစနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျွန်လ10ရက်နေ့ခொနည်းနေ့တော်တွေဟာကောင်းသောကံကြမ္မာနှွမ်းမှုတွေစိတ်ချမ်းသာမယ်လူရပြည့်စုံမယ် ကောင်းသောမင်္ဂလာကိစ္စများပဝင်ပတ်သက်ရမယ်။စုပေါင်းလုပ်ငန်းကျိုးပေးမယ်။မိကောင်းဆွေကောင်ထောက်ကူရမယ်။အလုပ်ကံကံကောင်းမယ်။တရနေ့ကမိကောင်းဆွေကောင်ထောက်ကူတွေနဲ့ဘဝတိုးတက်မှုကိုရမယ်။အဲဒီမှာမြောက်ရက်ကိုတည်သွားစေနေရှိတတ်တဲ့မနေ့စနေကွဲမှာစနေနိုင်တွင်သွားလာကြည့်ဆက်ရမယ်။နေ့ရက်နေ့မှာခီးကံကောင်းမယ်လူမျိုးဝဲကျိုးပေးမယ်။ရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်ကျိုးပေးမယ်။ သုံးရက်နေ့မှာငွေချေကံဘဝကံ တို့တက်မယ်ရိမကြအောင်မြင်မယ်။လေးရက်နေ့မှာမတော်တဆထိခိုက်မှန်နေကူဆိုင်ရမယ်။အရှိရကုတီသွားစဉ်နေဖြစ်တတ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်ကူဆိုင်ရမယ်။၅ရက်နေ့မှာဆုံးဖြတ်ပြီးရှေ့တွန်းတို့တက်ကိစ္စတို့မှကောင်းသောကျိုးဆက်နဲ့တို့တက်မှုကိုရရှိမယ်။၆ရက်နေ့အထူးကံကောင်းမယ်။ရရစီပြေမယ်ခက်ခဲပြေရှင်းနိုင်မယ်။ ခုနှစ်နှစ်မှာအပြန်ဆိုင်ကြမှာဘဝတိုးတက်မှုအောင်မြင်မှုတွေကိုစနစ်တကျဖန်တီးနိုင်ခြင်းကြိုးပမ်းခြင်းရှိမယ်။တနည်းလာနေအင်္ဂါနေ့သောကြာနေမွေးသူတပတ်တွင်ကြိုးပမ်းမယ်။ဇာတာပတိနေ့စနေနေ့မွေးသူတွေတပတ်တွင်ဒုက္ခဖေးမယ်။369ခုကနေ့နေကြိုးပမ်းတယ်။အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။ အနီယံဖဲကျိုးစာကိုအထုံးစုံလုံးထုံးပြီးပိုက်ဆိုင်တဲ့ထဲဆောင်မှာလက်ပွင့်ခြင်းကပ်ပွင့်ခြင်းနဲ့ကောင်းခြင်းကံတွေရရှိပါမယ်ယေရှုတဲ့